အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကျော်စိုးပါ PP Media ဖြစ်ပါတယ်ခင်ဗျာဒီကနေ့ဧပြီလ24ရက်နေ့ထူးခြားတဲ့သတင်းချို့ကောင်းတော့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ဒီကနေ့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီတလားမြို့မှာဖြစ်ခဲ့တဲ့ဒီတောက်ရီကန်ကြီးအော်အများပြည်သူသုံးတဲ့တောက်ရီကန်ကြီးမြေဖို့ခံရတဲ့ခရံထုတ်ပေးတဲ့ပုဂ္ဂိုလ်တွေလည်းခရံထုတ်ပေးတယ်အဲ့တော့အဲ့ဒီအချိန်နဲ့ပတ်သက်ပြီးတင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့အများသုံးတောက်ရီကန်ကြီးကိုခရံထုတ်ပေးလိုက်တာပေါ့ဗျာအဲ့တော့ကျွန်တော်တို့တခါမှတော့ကြားကြားလို့တော့မကောင်းပါဘူးဗျာဗုဒ္ဓဘာသာဝင်တွေကဗုဒ္ဓဘာသာဝင်တွေကဒီတောက်ရီကန်နဲ့လှူရင်ဒါထုံးမြတ်ကိစ္စ တော့ဖျက်ပြလိုက်တဲ့သူကလည်းဘာတူလဲဆိုတာတော့ထုတ်ထုတ်တဲ့ဒီပေးတဲ့လူတွေပဲသိပါဘောဗျာကျွန်တော်တို့သိပါတယ်မပြောတော့ပါအောင်ပုံကွေရာကိစ္စတွေပါလာမှာဆိုလို့အဲ့တော့ဆက်ပြီးတင်ပြချင်တာကအဲ့တော့ဒီအပိုင်းမှာကျွန်တော်ဒီဒလားနဲ့တွန်လေးသွားဒလားနဲ့တွန်လေးလမ်းပိုင်းပေါ့အဲ့လမ်းပိုင်းကိုကျွန်တော်သွားဖို့ရှိတယ်ပြီးရင်ကျွန်တော်ဒလားမြို့ပေါ်သွားဖို့ရှိတယ်ဒလားမြို့ပေါ်သွားမယ့်ကိစ္စတွေကရခင်ကဒီပေါ်မှာကျွန်တော်တို့အများပြည်သူတွေနေတဲ့နေအိမ်တွေပေါ်မှာဒါလူလူစုကနေဝင်ရောက်ကျူးကျော်တယ်ကျူးကျော်ပြီးတော့ခြံစည်းတွေခတ်တယ် ခြံစည်းဝေးတွေခတ်ပြီးတော့ရယူတယ်ပုံစံမျိုးစုံနဲ့ရယူတယ်အဲ့ဒီလူတစုပဲလက်ရှိဒီဒလားမြို့မှာမြေတွေမတရားရယူနေတဲ့လူတစုရှိတယ်ဒီအုပ်စုပဲ ဲ့နာမည်လေးကျွန်တော်ဒီမှာမပါသေးဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကသတင်းပြောရေးတိကျပဲပြောချင်ပါတယ်။အဲ့တော့နာမည်လေးမပြောသေးဘူး။ပြီးတော့ကျွန်တော်ဒီဒလားနဲ့တွင်သူကကားလမ်းပေါ်မှာကားလမ်းပေါ်မှာရှိတဲ့ဒီလေယာမြေလမ်းမေးဝဲမှာလေယာမြေရှိတယ်။အဲ့ဒီလေယာမြေနဲ့ပတ်သက်ပြီးတော့လက်ရှိဒီခြံစည်းတွေခတ်နေတာရှိတယ်။အဲ့ဒီခြံစည်းခတ်မှုတွေကကျွန်တော်တို့ဒီဥတွေနဲ့အညီပြီးခြံစည်းခတ်ကြတာလား။ဒါမှမဟုတ်ဒီလားအာနာပိုင်းနဲ့နားလည်မှုနဲ့ခြံစည်းခတ်နေကြတာလား။ဒါမှမဟုတ်လူမိုင်အားကုန်းနဲ့ခြံစည်းခတ်နေကြတာလား။ကျွန်တော်ဒါတွေတွက်ကြည့်မှာဖြစ်ပါတယ်။အဲ့တော့ဒီလောက်မိုက်နေလူတွေပြခင်ဗျဖမ်းအကုန်ဖမ်းပြီးတော့ရှေးတန်းတာပို့ပလဲပြီးတော့ဘယ်လောက်မိုက်လဲမြင်ရတာပေါ့။တိတ်မိုက်နေလားပေါ့ဗျာအဲ့ ူမိုက်တွေတိတ်မိုက်နေတဲ့ရှေ့တန်းတာပို့လိုက်အဲ့ဒီဒေတာမှာတော့ကျွန်တော်ဒီလူမိုက်အားကုန်းနဲ့တော့အဲ့မှာလုံချင်တယ်လို့လုပ်တယ်အဲ့ကျွန်တော်ဒီဒလားမြို့ဒလားဒလားမြို့မှာရှိတဲ့ဒီတေကားပတ်လဲတေကားရှိတဲ့ဒီရေကန်ကြီးပေါ့ဗျာတေကားရှိတဲ့ရေကန်ကြီးမြေကြီးလာဖို့တဲ့ခါမှာလဲလူမိုက်အားကုန်းနဲ့မြေကြီးလာဖို့တာဗျာအဲ့တော့ကျွန်တော်တို့ကဒီလောက်ဒီလောက်ကျွန်တော်တို့ဒီခေတ်ဒီဒီအချိန်မှာဒီလူမိုက်အားကုန်းနဲ့အလုံးလုံးတာကြီးอ่ะခင်ဗျအဲ့ဒီစနစ်ကြီးကိုရဲရဲဆက်ဆက်ဖြတ်သိမ်းရမှာကျွန်တော်တို့ဆိုအဲ့ဒီနေရာမှာဆိုအဲ့လူမိုက်တွေအကုန်လုံးထောင်လက်ထည့်ပြပါ ထက်ပြမှာစနစ်တကူကိုဒီလူမိုက်တွေနဲ့ကျွန်တော်တို့ကသွားလို့မှမရတာဗျာဟဲ့လားဒီဒီလူမိုက်တွေအားကိုးတဲ့သူတို့တခါတည်းတခါတည်းခင်ဗျာအဆွဲပါကျူးအောင်ရိုက်ရမှာဗျာအဆွဲပါကျူးအောင်ရိုက်ရမှာအဲ့တော့ကျွန်တော်ကတော့ဒီအပိုင်းမှာအဲ့ဒီဒလတုန်လေးသွားကားလမ်းပိုင်းမှာသွားကြည့်မယ်အလိုက်တရားအလိုက်တရားနေပြီးတော့ကျွန်တော်ဒီဘက်အဲဒီဘက်ဒီဘက်တွန်ဒီဘက်လမ်းဆုံးလမ်းဆုံးကနေပြီးကျွန်တော်တစ်ဖက်ကိုဒလဘက်ကိုပြန်ဝင်မယ်ပေါ့ပြန်ဝင်ပြီးတော့ကျွန်တော်ဘက်ကိုပြန်လာမယ်ပေါ့အဲ့လိုအခြေအနေတော့ပြင်ထားတယ်သွားကြည့်တာပေါ့ဗျာသွားကြည့်တာပေါ့အဲ့တော့ကျွန်တော်တို့ကရရှင်းတယ်နိုင်ငံတော်ရဲ့နိုင်ငံတော်ရဲ့ပိုင်တဲ့ နိုင်ငံတော်ရဲ့ကျွန်တော်တို့ဒီနိုင်ငံတော်ပိုင်မြေတွေကိုထိမ်းရမှာကျွန်တော်တို့လည်းတာဝန်ရှိတယ်ကျွန်တော်တို့ကနိုင်ငံသားတွေပြအဲ့တော့မထိမ်းသိမ်းတဲ့လူကဘယ်သူလဲကျွန်တော်တွက်ကြည့်ပါပေါ့တွက်ကြည့်ပါတကယ်လားမနော်ကျွန်တော်ပြောတာတကယ်လားပဲပြီးသွားရင်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်ဓာတ်ပုံတွေရိုက်မယ်ရိုက်ပြီးကျွန်တော်တိုင်းစုအဖွဲ့ကိုမေးမယ်အဒီမှာချက်စီကိုခက်နေတာတွေကတကယ်တော့ဒါဒါစီမူစီမံခွင့်ပြုတာလားတိုင်းရဲစုအဖွဲ့ခွင့်ပြုတာလားဒါမို့စီပြာလည်းခွင့်မပြုတိုင်းရဲစုကလည်းခွင့်မပြုဆိုရင်ဒီလူတွေကဘသူအာဏာခွင့်အာဏာနဲ့လုပ်နေတာလဲကျွန်တော်သိရတာကတော့ဒီနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးလက်ထက်မှာ လေယာဉ်တွေကိုကျွန်တော်အခြားသည့်30ခွင့်လုံးဝပြုမထောက်လို့ကျွန်တော်သိရပါတယ်ဒါတော့ရှင်းပါတယ်ကျွန်တော်သိထားတဲ့အချက်ပါကျွန်တော်တို့ကတော့ကျွန်တော်တို့ကတော့ဒီအဆိုးရကိုကျွန်တော်ယုံတယ်ဗျာဒီအဆိုးရကိုကျွန်တော်ယုံတယ်ဒီအဆိုးရကိုချစ်တယ်ဗျာကြပြကျွန်တော်အဆိုးရမှာကျွန်တော်မချစ်ကျွန်တော်ပြုတ်သွားချစ်ရမှာလေကျွန်တော်အဆိုးရကျွန်တော်ချစ်တယ်ချစ်တဲ့ခါကျမှကျွန်တော်ပြောရဲပြောရမယ့်ကိစ္စလေပြောရမှာပဲဗျအဲ့တော့ကျွန်တော်ဒလားနဲ့တူနေပြောကားလမ်းမကြီးကိုသွားမယ်သွားပြီးတော့ကျွန်တော်တို့ဒီလမ်းမေးဝဲရမှာလမ်းမေးဝဲရမှာကျွန်တော်တို့ဒါခြံစည်းတွေခတ်ထားတယ်လေယာဉ်မြေတွေမှာလေယာဉ်မြေတွေဖြတ်ပြီးတော့ခြံစည်းတွေခတ်ပြီးတော့ကျွန်တော်တို့တို့ အာလုံလုံနေတဲ့ဟာတွေကျွန်တော်တမောတော့အိုက်မယ်တမောရိုက်မယ်ပြီးတော့ကျွန်တော်ဒီတလားမျိုးထဲမှာအများပြည်သူကိုဒါကျွန်တော်အတိုင်းကျင်းပြီးတော့မြေယာရေရောက်ထားတဲ့ကိစ္စတွေအခြေအနေကျွန်တော်သွားပြီးတော့မှတ်တမ်းသွားပြီးမယ်ယူရင်ကျွန်တော်တိုင်းပြည်ရေဆွာဖို့အမေမဲပြီးရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒါဆွာဖို့လည်းကျွန်တော်မေးပါပေါ့ဒါပေမဲ့အဲ့လိုမေးဖို့လည်းရှိပါတယ်အဲ့ဒီနေရာမှာကျွန်တော်ပြီးခဲ့ရက်ကကျွန်တော်ဒီတလားမျိုးသားရေကန်ကြီးနဲ့ပတ်သက်ပြီးတော့ရန်ကန်တိုင်းပြည်ရေအဆွာဖို့ကိုကျွန်တော်မေးဖို့နေမေးခဲ့ပါတယ်အဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီးတော့ဒါရန်ကန်တိုင်းပြည်ရေအဆွာဖွဲ့ကမနေ့ကညနေပိုင်းကကျွန်တော်ကိုပြန်ပြီးတော့ကျွန်တော်ရဲ့မေးခွန်းကိုပြန်ပြီးဖြေကြားပေးပါတယ်အဲ့ဒီအရာကိုကျွန်တော်မွေးနိုင်မဲ့တင်ပြပြီးမှဖြစ်ပါတယ် ။တလားမျိုးဘူရပြည်ရွက်ကမှာရှိတဲ့တောက်သုံးရီကန်ကြီးကိုတဲ့ဒါကျွန်တော်မေးတာပေါ့ဗျအနည်း260ခန်းရထုတ်ပေးတာပြီးဖြစ်တယ်လို့သိရပါတယ်အဲ့ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်မေးတယ်ပေါ့မေးတဲ့ကမှာတိုင်းရည်ဆိုးအဖွဲကကျွန်တော်အချက်လေးချက်နဲ့ပြန်ဖြစ်ပါတယ်အဲ့တော့တိုင်းရည်ဆိုးအဖွဲဖြစ်ရဲဆိုပေမဲ့ကျွန်တော်သူ့ရဲ့အောက်မှာဖြစ်ဆိုတဲ့အောက်မှာဒီ YCDC လို့ပါတဲ့အတွက်ဒါကကျွန်တော်တို့ဒါရန်ကုန်မြို့တော်စီမံခန့်ဖြစ်တာပါအဲ့တော့ရန်ကုန်မြို့တော်စီမံခန့်ဖြစ်ရဲလို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်ပြန်ဖြေတယ်ပေါ့ဗျာပြန်ဖြေတယ်ပေါ့နံပါတ်1ဒေါ်စစနွေအားတဲ့ခွင့်ပြုချက်မဲ့မြေပေါ်ချင်းလုပ်ငန်းများအတွက်19ရက်3လ 2025ရဲ့နေ့တွင်ရက်ဆိုင်ရန်ရန်ကုန်မြို့တော်စီမံတရားမှအကြောင်းကြားခဲ့ပါသည်အကြောင်းကြားခဲ့ပါသည်19ရက်နေ့19ရက်3လဒါ2025ရက်မှာပေါ့ဗျာဒီမြေကြီးဖို့တိုင်းရက်ဖို့ရန်ကုန်မြို့တော်စီမံရသွားပြီးအကြောင်းကြားတယ်အဲ့တော့ဒီရန်ကုန်မြို့မှာကျွန်တော်တို့ဒီဒီကျွန်တော်တို့မြေယာနဲ့ပတ်သက်ရင်အခွင့်အာဏာရှိဆုံးကရန်ကုန်မြို့တော်စီမံမှာစီမံမှာသူတို့ကသွားပြီးတော့မြေကြီးတွေဆက်မဖို့ဖို့သူကသွားပြီးတော့သွားတားတယ်ပေါ့ဗျာသွားတားတယ်သို့တော်လည်းပဲဒီမြေပေါ်ကြီးလုပ်ငန်းများဆက်လက်ဆောင်နေတဲ့အတွက်22ရက်3လ 2025ပေါ့ဗျာ25ရက်မှာတဲ့ထပ်မံ၍ဒီရန်ကုန်မြို့တော်စီမံသားရဲ့ကော်မတီမှာဒါကျွန်တော်တို့ထပ်ပြီးတော့အကြောင်းကြားစာပေးဖို့ခဲ့ပါတယ်ပေးဖို့ခဲ့တယ်ပေးဖို့ခဲ့တယ်အမှကျွန်တော်တို့19ရက်နေ့က19ရက်3လကကျွန်တော်တို့ရက်ဆိုင်မှုရန်ကုန်မြို့တော်စီမံအကြောင်းကြားခဲ့တယ်ပြီးရခါမှာဒီအဖွဲ့ကအဲ့ဒီမှာအမျိုးသမီးအုပ်စုပေါ့ဗျာအဲ့ဒီ group အဲ့ဒီ group ကျွန်တော်သိပါတယ် တချင်ကြားလိုရရင်ကျွန်တော်ထုတ်ပြောလိုက်မယ်အဲ့ဒီ group ကဒီမြေပုံချင်းလုပ်ငန်းတွေဆိုဆက်လက်ဆောင်ရတယ်ဆောင်ရတဲ့21သုံးလ2025ရက်မှာ2025မှာဒါထပ်ပြီးရန်ကုန်မြို့ရစီမံအကြောင်းကြားပါတယ်အကြောင်းကြားတယ်ပထမတစ်ချိန်အကြောင်းကြားတယ်ဒုတိယချိန်အကြောင်းကြားတယ်တကယ်တော့ဟိတ်ဆိုဟိတ်ကမှတိတ်ဆိုတိတ်ကမှမလုံးနဲ့ဆိုမလုံးနဲ့လောက်အောင်မှာမလုံးနဲ့ဆိုလုံးဝမလုံးနဲ့လောက်အောင်မှာအဲ့တော့တစ်ချိန်လဲတားတယ်နှစ်ချိန်လဲတားတယ်ကြာတတော်လေးတော့စိတ်ရှိတယ်ခင်ဗျာလမ်းပြစေးတဲ့ရှင်းကြည့်ပါလားချက်ချင်းရှင်းလားမြန်မာလဲကျွန်တော်လဲရန်ကုန်မှာနေလာခဲ့တဲ့သူပါတို့ရတွင်တဲ့ဒီလုပ်ငန်းများဆောင်ရွက်နေတဲ့အတွက်၂၀ 4ရက်3လ24ရက်3လ2025တွင်ရန်ကုန်မြို့တော်စီမံခန့်နေပြီးတော့သူရဲ့ဒီစီမံသားရဲ့အုပ်ဥပဒေ3တနည်းကကြီးရတော်ဆန်းဆန်းတွေအားနုနဲ့တရားဥပမာစီမံသားရဲ့သူရဲ့ဥပဒေရပါဗျအဲလာတာမျိုးနဲ့မှာလေငွေတန်း3သိန်းပြည်နဲ့ချမှတ်ခဲ့ပါတယ်ငွေတန်း3သိန်း ဗျာခင်ဗျာအဲ့ဒီမြို့ကကြဘီလီယံနဲ့ချီတန်တယ်ဗျာပထမ16ရက်နေ့မှာဒါတွေဆက်မလုပ်ဘူးရန်ကုန်မြို့ဆီမှာလာတာတယ်ဂယူမဆိုင်ကိုဆက်လုပ်တယ်20ရက်နေ့မှာအကြောင်းကြားတယ်ထပ်မံလို့ပါတယ်ထပ်မံအကြောင်းကြားတယ်ဒါပေမဲ့ဂယူမဆိုင်ဘူးအဲ့တော့ဂယူမဆိုင်တဲ့အတွက်24ရက်နေ့မှာတို့ဒါအမိန်ချလိုက်ပါ3သိန်း3သိန်းခင်ဗျာ3သိန်းဆိုတာမြန်မာငွေ3သိန်းပါကျွန်တော်အမေရိကန်ဒေါ်လာ3သိန်းလည်းမဟုတ်ပါဘူးတရုတ်ယွမ်3သိန်းလည်းမဟုတ်ပါဘူးထိုင်းဘတ်3သိန်းလည်းမဟုတ်ပါဘူးမြန်မာငွေ3သိန်းဒါဟိုဖြစ်ပါတယ်ပြည်နယ်ချမှတ်ခဲ့တော့လဲဆက်လက်ဆောင်ရနေတယ်အဲ့ဒီလိုဖြစ်တဲ့ချမှတ်တယ် အဲ့ဒီလိုကျွန်တော်တို့သုံးသိလဲပြစ်ဒဏ်ချမှတ်ပြီးပါပြီပြစ်ဒဏ်ချမှတ်နေတာတော့မှအဲ့ဒီအမျိုးသမီးတစုကပြစ်ဒဏ်ချမှတ်ခဲ့တော့လေအဲ့ဒီအမျိုးသမီးတစုကဆက်လက်ဆောင်ရွက်နေကြောင်တွေ့ရပါတယ်ဆိုလိုတာကဆက်လက်ဆောင်နေဆိုတာကမြေကြီးတွေဆက်ဖို့နေပါတယ်အဲ့ဒီတော့ဂရန်ပဲဖြတ်ခဲ့ပြီးဖြစ်ပါတယ်ကဲခင်ဗျားရူးတော်လို့ဆိုအဲ့ဒါကိုပြောတာမလုံးနဲ့ဆိုမလုံးနဲ့ဖြစ်ရမှာမလုံးနဲ့ဆိုမလုံးနဲ့ဖြစ်ရမှာကဲပထမတည့်ရဗျာခင်ဗျားတို့တရေပြချက်ဝင်ပြရှေ့ပါဆိုလို့19ရက်နေ့က ဆက်မလုပ်ဖို့အကြောင်းကြားတော့အကြောင်းကြားတာပို့တယ်စီပင်ရနဲ့အကြောင်းကြားတာပို့တယ်မြေကြီးဒီခရိုင်ထုတ်ပြရလဲစီပင်ရမှာထုတ်ပြရထုတ်ပြတဲ့သူတွေကပြန်တားတယ်ဒါပေမဲ့ဟိုကဂယူးမဆိုင်ဘူးပြီးရင်ကျွန်တော်တို့ဒီ20ရက်နေမှာသွားပြီးတော့ထပ်တားတယ်ဒါပေမဲ့ဂယူးမဆိုင်ကိုထပ်ဖို့တယ်ပြီးရင်ကျွန်တော်ဒီ24ရက်နေမှာသူတို့ဒါဒေါ်စန်းစန်းတွေကိုသူတို့ကဒီကြက်ငွေ3သိန်းဒါစီမင်းသားအကူတွေရသူတို့ငွေတန်ပြက်ခဲ့ငွေတန်ချမှတ်ခဲ့တယ်တိုးတော်လည်းပဲအဲ့ဒီမျိုးသမီးကဂယူးမဆိုင်ဘူးပြက်တန်ချမှတ်ခဲ့တော့လဲဂယူးမဆိုင်ဆက်လက်ဆောင်ရတယ်အဲ့ဒီနောက်ကျွန်တော်တို့ဒီခရိုင်ပယ်ဖြတ်လိုက်တယ်ဗျာကဲခင်ဗျားတို့စဉ်းစားကြည့် ဒီဒီထုတ်ပေးတဲ့အဖွဲ့ကြီးကမင်းတို့မလုံးတဲ့တော့လို့ပြောတာကိုဂူးမဆိုင်ဘူးအကျဉ်းချင်းအဲ့ဒီဒလားမျိုးမှာအဲ့ဒီလူတစုကလူတစုရှိတယ်နာမည်တွေမပြောဘူးနောက်ပိုင်းကျွန်တော်ပြောမယ်လူတစုကညီခွက်တွေကိုကျွန်တော်တို့အများပြည်သူနေတဲ့ညီခွက်တွေမှာမတရားရယူရတယ်အများကြီးပဲ အချို့ဆိုဒီရန်ကုန်မြို့ဒီရောင်တိုင်းစုဒီအဆွားဖွဲ့နဲ့ဆိုင်းငံ့လောက်ထိုင်နေရတယ်အများကြီးပဲရှိသေးတယ်ရှိသေးတယ်အဲ့ဒါတစ်ချက်ရန်အဲ့ဒီတလားမာကကျွန်တော်တို့မြေစည်းကအရန်ကောင်းသွားပြီဒီတခါကြီးကလည်းပြီးတော့မြေစည်းတွေကခင်ဗျအရန်ကိုတက်နေတာလက်ရှိကခင်ဗျတို့မြင်အောင်စဉ်းစားကြည့်ဒီရန်ကုန်မြို့ဗပဲတန်းတို့လာတာတို့အဲ့ဒီတကြောမှာကျွန်တော်တို့မြေရချဲ့လို့မရတော့ဘူးလက်ရှိတခါကြီးကလည်းထိုးပြီးသွားပြီဆိုတော့ကိုရီးယားမြန်မာချစ်ချေတခါထိုးလိုက်ပြီဆိုတော့ဒီဘက်မှာခင်ဗျမြေစည်းတာမနေတော့ဘူး မနေတော့ဘူးအဲ့ဒါကိုသိတဲ့သူတွေအုပ်စုတွေကဒီလွတ်နေတဲ့နေရာတွေကိုဗျလွတ်နေတဲ့နေရာဘယ်နေရာမှာသူတို့ဝင်ပြီးကျူးလို့ရမလဲအဲ့မှာလည်းခင်ဗျလူမိုက်တွေကအခွင့်အာဏာတော်တော်ရှိတယ်ဗျအဲ့မှာရှိတဲ့ဒီချန်စိုးခတ်တဲ့အဖွဲ့တွေကဒီလူမိုက်တွေအားပြုတယ်လူမိုက်တွေအားပြုပြီးတော့ဘယ်သူမှထွက်ပြီးဖုန်းမရိုင်းနေတော့ဖုန်းရိုင်းဒီမှာတော့ဒီမှာဒါဒီမှာတော့ဒီမှာဒါအဲ့လိုဒါလေးဆိုခင်ဗျလွယ်ပြို့သွားတာလွယ်ပြို့သွားပြီလွယ်ပြို့ချန်စိုးခတ်တာအဲ့တော့ကျွန်တော်မေ့ချင်တာအဲ့မှာရှိတဲ့ကျွန်တော်လုံလုံရေးဖွဲ့စည်းတွေကဘာကြောင့်ဒီလိုဒုတ်သားကင်ဆောင်မှုကိုဘာလို့အရင်မြူတာလဲဒါကျွန်တော်တို့တရားဥပဒေစုံမှုရပြောတာ ဘာလို့အရင်မိကလဲပေါ့လူပိုက်တွေခင်ဗျသွားစစ်ကြည့်လိုက်အဲ့မှာဒုတ်တွေဒါတွေပါတယ်ဒုတ်တွေဒါတွေပါတယ်ဒါကျွန်တော်ဒုတ်တွေဒါတွေပါတာမြင်တော့ပဲပြောတာမမြင်တော့ပြောတာမဟုတ်ဘူးအဲ့လိုရှိတယ်ဗျအဲ့တော့ဒီဒီတောက်ရေကန်ကိစ္စဆိုခင်ဗျကြည့်လိုက်ဒီစီမင်းသားရဲ့အမိန်ကိုဘယ်လောက်နာကန်လဲဆိုအဲ့ဒါပဲကြည့်လိုက်အဲ့တော့ဒါတော့အဲ့ချင်းလေးပေါ့ဗျအဲ့တော့ဆက်ပြီးပြောချင်တာကကျွန်တော်ဒီအပိုင်းမှာဒလားနဲ့ဒုံတို့သွားကားလမ်းလမ်းမေးဝယ်ရသွားကြည့်မယ်တော်ကြီးတော့အဲ့ဒီလေယာဉ်မြေတွေပေါ်မှာဘယ်သူတွေခြံစည်းရောက်ခဲ့လဲကျွန်တော်မသိဘူးကျွန်တော်အမှတ်လာမယ်ဟုတ်ပြီဘယ်အဲ့ဒီ တလားတုန်လေးသွားကားလမ်းမိုင်းတိုင်းဘလောက်ဘလောက်နဲ့ဘလောက်ဖာလုံးကြားမှာလမ်းမြေဝဲရမှာဘယ်နေရာမှာခြံစည်းခတ်ထားတယ်ဟုတ်ပြီအဲ့ဒါကဘယ်ဝါနဲ့နီးရယ်ဘယ်နေရာဘယ်နေရာပေါ့အချက်လက်တွေကျွန်တော်ယူမယ်ကျွန်တော်ယူပြီးတော့ကျွန်တော်တိုင်းရိုက်ဆိုအဖွဲ့မေးမယ်ရန်ကုန်ပြောဆင်းမျိုးမေးမယ်ပြီးရင်ကျွန်တော်တို့ဒီတလားမျိုးထဲမှာလည်း case တွေရှိသေးတယ်ဆက်ပြီးတွားကြည့်ဦးမယ်ဒါတော့ကျွန်တော်တလားမျိုးအခြေအနေဒါကျွန်တော်တို့ဒီလောက်ကိုလုပ်ရဲဆိုတာကဒီလောက်ကိုလုပ်ရဲဆိုတာကကျွန်တော်တို့ကျွန်တော်နိုင်ငံသားတယောက်ရဲ့တာဝန်ထမ်းတာ နိုင်ငံသားတယောက်တောင်းအောင်ထားလာဒီလိုကိစ္စတွေကိုတော့ခင်ဗျားဘယ်သူမှတော့ဒီကျွန်တော်တို့ရဲ့နိုင်ငံတော်ကျွန်တော်တို့ချစ်တဲ့နိုင်ငံကောင်းဆောင်တွေမျက်ကွယ်မပြူဘူးအောက်ချိန်မှာကြိတ်နေတာကျွန်တော်တို့ချစ်တဲ့နိုင်ငံကောင်းဆောင်တွေမျက်ကွယ်မပြူဘူးအောက်ချိန်မှာလုပ်နေတာဒါတော့ကျွန်တော်နိုင်ငံတော်အကြီးကြီးတွေသိအောင်လုပ်ရမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်အစိုးရနဲ့မီဒီယာဆိုအပြန်လဲကျွန်တော်တို့အကျိုးပြုရတာဗျ။အကျိုးပြုရတာကျွန်တော်လုပ်တဲ့အလုပ်တွေအားလုံးအထိပ္ပယ်ရှိတဲ့တိုင်းပြည်ကိုချစ်လို့လုပ်တာဒါပဲ။လက်ရှိဒီဒလာဒလာဒလာမျိုးဒီတောက်တုံးကြီးကြီးပတ်သက်ပြီးတော့ကျွန်တော်လုပ်တယ်ဆိုတာကလည်း ဒီဒလားမျိုးချစ်တယ်ဗျဒလားမျိုးလည်းကျွန်တော်တို့ကျွန်တော်တို့နိုင်ငံနိုင်ငံသားတွေပဲလေကျွန်တော်မျက်ကွယ်ပြုစရာလိုလို့လားအဲ့တော့အဲ့ဒီနေရာကြီးမှာဗျာကျွန်တော်တို့ဒီဖုန်းကြောင်းဆောင်မယ်စားတင်ကြောင်းဆောင်မယ်ဆေးရုံဆောင်မယ်အများပြည်သူတွေအတုံးတက်မရဆောင်မယ်ဆိုကျွန်တော်ဘာပြောစရာလိုလို့ဒါလုံးတင်တာပေါ့အများပြည်သူတွေကျွန်တော်တို့လုံးရတာပဲလုံးရလုံးတင်တယ်လေ